ထူးဆန်းတဲ့သက်သက်ပါတကောင်ကောင်မလေးတယောက်ကိုစတင်တိုက်ခိုက်ပါတယ်။ဘူဘီဘူဖေးကနေကြိုးစလိုက်ပါတယ်ဗျ။ထူးဆန်းတဲ့သက်သက်ပါတကောင်ကောင်မလေးတယောက်ကိုစတင်တိုက်ခိုက်ပါတယ်။သူတိုက်ခိုက်ပုံကအဆန်းဖြစ်ပြီးအပေါက်သေးကိုအသေးအံဝင်ဖို့ကြိုးစားတာပါ။ပါဇက်တဲ့ပြောတာဖြစ်ပါတယ်။ကောင်မလေးကလည်းမဝင်ဝင်အောင်ပါဇက်ဟပီးထားပြီးလေချောင်းထဲမှာစတင်တိုက်ခိုက်ပါတော့တယ်။အဲ့တော့သူလည်းလေချောင်းထဲကနေဆွဲထုတ်ဖို့ပဝင်းကျင်ကိုဟိုကြည့်ဒီကြည့်လောက်ရာကနေအသက်ရှူလမ်းကြောင်းပေးပြီးရှောမလို့ဖြစ်နေပါတယ်။သူလည်းလက်သမားပစ္စည်းထားတဲ့အဆွဲကိုဆွဲဖွင့်ပြီးညက်နဲ့စတင်ဆွဲထုတ်ပါတော့တယ်။တော်သေးတာပေါ့အကောင်မညက်မီပဲအကောင်ညက်မီပြီးဆွဲထုတ်ပြီးမြေကောင်းတို့လေးကမောင်ကြီးမပြောင်းနိုင်ဖြစ်နေလို့ပြန်ဝင်သွားပြီးဒုတိယတစ် ခေါက်ကြမှာပဲအောင်မြင်မြင်နဲ့ဆွဲထုတ်နိုင်ပါတော့တယ်အဲ့ဒါနဲ့အမှိုက်ပုံးလေးကိုဆွဲထည့်ပြီးဖိထားကလက်တစ်ဖက်ကနေအကောင်နိုင်စေလှမ်းယူလိုက်ပါတယ်ထားမှုပါဘူးစားဖို့ကိုလှမ်းယူလိုက်တာပါအဲ့ဒါနဲ့အမှိုက်ပုံးလေးလောင်းထည့်ကအထဲကနေအငွေ့ပြန်သလိုလေးဖြစ်လာပြီးအကောင်ကလည်းတပြေးပြေးအကြီးပြောကအငွေ့လေးထွက်လာပါတော့တယ်ကော်မလေးရှီမှာလည်းထူးဆန်းတဲ့စားအုပ်တုံးရှိနေပြီးသူမဟာဒါအုပ်တေချာလေးခရင်အောင်မှာဖြစ်တယ်လို့သိမ်းထားတာပါနောက်ထဲမှာတော့မျိုးစုံတတော်ဝါးတွေပါနေကြပြီးသူတို့ရဲ့အားနေချက်အားသာချက်တွေမှာပါဝင်ကလူလောကမှာတကယ်မရှိတဲ့အကောင်လေးပေါ့အဲ့ဒါနဲ့စားအုပ်ကြားထဲမှာလည်းအပင်လေးတစ်ပင်ရှိနေပြီးအိုက်ပင်ကိုပြန်ရှင်ချင်းမိုးရီလောင်းရမယ်လို့ပြောထားပါတယ်အဲ့ဒါနဲ့သူတို့လည်း နှာခါမစင်းစားပဲပြုံပိုင်လေးနဲ့ပန်းမေပေါ်လောင်းချလိုက်ပါတယ်။ပင်ဟာလည်းရေငက်နေတဲ့အတိုင်းချက်ချင်းမိုးကြီးကိုဆုပ်ယူသွားပြီးဘာမှတော့ဆက်မဖြစ်လာတော့ပါဘူး။အဲ့ဒါနဲ့စိတ်လေးပြီးရေရှိတဲ့ဖန်ခွက်တွေကိုအပင်ကိုထည့်ကအခန်းထဲရနီးပြန်ထွက်လာလိုက်ပါတယ်။နောက်နေ့ရောက်တော့အပင်ကစတင်ကြီးထွားနေပြီ။ဒီလိုကြီးဒီလိုကားလေးတွေ update စကားသစ်တွေကြည့်ချင်တော့မင်းမင်း channel လေးမှာဝင်ကြည့်လို့ရတယ်ဗျ။အခု channel တက်မှလည်းပျော်ပပစကားတွေတောင်းနိုင်အောင် Telegram ဖြစ်ဖြစ် Facebook ဖြစ်ဖြစ် WeWeFeel လို့ရိုက်ရှာပြီးလာရောက်လေပတ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျ။အားလုံးပဲဘွာမောတွေပြောကြပါစီဗျာ။